တိကောငါမတမန်တော်ပေါ်လူကတော့သူကတော့အဝေးမှာရောက်နေတယ်သူကတော့ငါရဲ့စိတ်ဝိညာဉ်နဲ့ပေါ့နော်နင်တို့နဲ့လာပြီးမှဆွေးနွေးပြီးတော့ဥစားပါတရားစီရင်ကြမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကနော်မတရားသောမိထုံမိဝဲကြတယ်အဲ့ဒီလူတွေကိုကျတော့စာတမဏလက်ထဲသူခန္ဓာ အလိုက်မယ်ဗောနော်တနေ့သခင်ကိုတော့ယေရှုခရစ်တရားစီရင်တဲ့ခါမှာသူတို့ဝိညာဉ်မသိဘူးဗောနော်အဲ့ဒါဘလို့ပြဲပေါ်လူကသူအဝေးမှာရှိသူဝိညာဉ်နဲ့ဘလို့သာပြီးဆွေးနွေးမှာလဲပြီးတော့ခန္ဓာကဘလို့စာတမ်းလက်ထက်မှာအပ်မှာလဲအဲ့ဒါလေးကိုနည်းနည်းပြောပြပါဦးပေါ်လူနဲ့ကောရင်သူအသင်းတော်နဲ့အဝေးမှာရှိတယ်ဒါပေမဲ့ကောရင်သူအသင်းတော်ထဲမှာရိုးရိုးမတရားသောမိထုံတာမဟုတ်ဘူးသူ့ရဲ့အဖေရဲ့မယားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မယားနဲ့ဗောသူ့ရဲ့စတက်မာသာမိတွင်းနဲ့ဖောက်ပြန်ပြီးတော့မတရားသောမိထုံလုပ်တဲ့သူရှိတယ်အဲ့လူကမတရားသောမိထုံလုပ်ပေမဲ့နောင်တလည်းမရဘူးပြောရမယ်ဆိုဖျားခင်လည်းတောင်းပန်ခြင်းမရှိပဲဝါကြွားနေတဲ့အခါမှာတခြားသောသူတွေပါသူ့ကြောင့်မလို့ ့အနောက်အရှက်ဖြစ်ပြီးတော့သူကြောင့်မလို့အပြစ်ထူးဆိုင်တယ်ပါသွားမှာဆိုလို့သူ့ကိုလုံးဝနှင်းထုတ်လိုက်ဖို့ဆိုလို့ရှင်ပေါ်လူကငါအဝေးမှာရှိပြီမယ်တင်တို့ခန္ဓာနဲ့ပဲဝေးတာငါရဲ့စိတ်နဲ့တင်တို့ရဲ့စိတ်နဲ့တလုံးတဝရတယ်တစီတညွတ်တဲ့အတူရှိပြီးတော့အဲ့လူနှင်းထုတ်လိုက်မယ်လို့ဆိုလို့ဆိုတော့အဲ့မှာဝိညာဉ်လို့ရေးထားတယ်ဖိလစ်ပိထဲမှာဘာလို့ရေးထားလဲဆိုရှင်စိတ်သဘောတညတညွတ်တဲ့တလုံးတဝရတယ်အင်္ဂလိပ်လိုကကြော United in Spirit လို့ရေးတယ်တလုံးတဝရတယ်လို့ပြောတယ်ဆိုလို့တဲ့ဘောပေါ်လူရဲ့ဝိညာဉ်ကြီးကထွက်သွားပြီးတော့သူတို့ကိုနှင်းသွားပြီးစူးဝေးတာမဟုတ်ဘူးသူတို့ရဲ့စိတ်တလုံးတညတညွတ်တဲ့ဖြစ်ပြီးတော့အဲ့မတရားသောမိထုံပြုတဲ့သူကိုနှင်းထုတ်လိုက်ဖို့ပြောတာငါ ါ့ရဲ့စီရင်ချက်ကတော့တခင်ဖះရဲ့နေမှာထိုသူကသူ့ရဲ့ဝိညာဉ်ကဲတင်ခြင်းကိုရဖို့သူ့ရဲ့ခန္ဓာကိုစာလန်လက်ထက်အပ်လိုက်တယ်ဆိုတော့သူ့ရဲ့ခန္ဓာကိုစာလန်လက်ထက်အပ်လိုက်တော့မှသူ့ရဲ့ခန္ဓာတွေကအနာရောဂါတွေဖြစ်လာမယ်နောက်တစ်ခါကျတော့ဆင်းရဲဒုက္ခတွေဖြစ်လာမယ်အဲ့ခါကျတော့ဖះတခင်ကိုနောင်တရကောင်းရမယ်နောင်တရရမှာခရစ်တော်တတိယအကြိမ်ဒုတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာသူဖျောက်မဲ့တယ်ဆိုလို့ရှိရင်တော့သူ့ခရစ်တော်သာရအသက်ပေးမှာဖြစ်တယ်မဖျောက်ရဘူးဆိုလို့ရှိရင်တော့ခရစ်တော်တတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာသူ့တရားစီရင်ပြီးတော့ဖျက်ဆီးလိုက်မှာဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့ဝိညာဉ်ကဲတင်ခြင်းကိုရအောင်အခုတည်းကဘာလဲဆိုလို့ရှိရင်သူကနောင်တမှမင်းရတယ်တော်တော်ဆိုးနေနောင်တရအောင်လုပ်ပေးတာပေါ့ကျွန်တော်တရားဟောတာ နဲ့မရတော့နောက်နိုင်ရအောင်လုံးဝဒုက္ခဆင်းရဲတွေကိုဆာလန်လက်ထဲ app လိုက်တယ်လို့တရားစင်လိုက်တာသူရဲ့ထာဝရအသက်မှာဆုံးရှုံးဖို့တော့သူကတော့လုတ်ပေးတာပေါ့နော်ဟုတ်ကဲ့ဆိုတော့နားလဲဖို့နော်ပေတရီရဲ့ဝိညာဉ်အမှသွားရောက်နေတာမဟုတ်ဘူးလားစိတ်တဘောတဲ့နော်တလုံးတော့ဝတဲ့သူတို့ဆွေနွေးတိုင်ပင်ကြတာနော်ကဲအခုနဟိုလူရဲ့ကိုလဲစာတန်လက်ထဲအပ်တယ်ဆိုတာက နောင်တရဖို့အတွက်ဒီခဏကိုပြီးပြီးဖျားနာစေဆိုဥမာယောဘကိုကြည့်လိုက်မယ်ဆိုဆိုင်လန်တဲ့အလိုင်းအပေါ်ကနေအစုံနေအနှစိမ့်နေပေါက်တာရရှိတယ်နော်သူရဲ့ဒုက္ခဆင်းရဲတွေမိသားစုတွေကွဲပြေးရတယ်အဲ့လိုမျိုးဖြစ်တယ်အဲ့လိုမျိုးသူဒုက္ခဆင်းရဲအဲ့လိုနောင်တရဆိုအရင်ကောင်းတယ်ကဲကျွန်တော်တို့တတိယတစ်ခုသွားမယ်နော်တတိယတစ်ခုကတော့ယောဟန်17မှာပေါ့နော်သခင်ခရစ်တော်လာစုကိုမရှင်ပြန်ထမြောက်ခင်မှာမာသကိုပါပြောလဲဆိုတော့ငါ့ကိုယုံကြည်တော့သူဟာသေလွန်တော်လဲရှင်လိမ့်မယ်လို့ပြောထားတယ်နော်မာလူအများစုကတော့ဘာကိုယုံကြည်လဲဆိုတော့ခရစ်တော်ကိုယုံရင်သေပြီးတာနဲ့ကောင်းကင်ဘုံကိုတစ်ခေါက်တည်းရောက်သွားကြတယ်လို့ချွတ် ူကလည်းယုံကြတယ်ဆိုတော့ဒီကျမ်းပိုက်ကတော့ဘာကိုပြောထား